ဘသူနဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ဘဝမှာအစဉ်ပြေခြင်းလို့ချင်းချက်၄ချက်သီးခံနံပါတ်၁အစာသီးခံနံပါတ်၂စကားသီးခံနံပါတ်၃ပုံကိုသီးခံနံပါတ်၄နေရာသီးခံဒီအချက်၄ချက်ကိုသာလေနေရာတိုင်းမှာအချိန်တိုင်းမှာလေ့ကျင့်နိုင်မယ်ဆိုရင်ဘသူနဲ့ဖြစ်ဖြစ်အစဉ်ပြေဘယ်နေရာမှာပဲဆက်အစဉ်ပြေဘယ်အချိန်ပဲဖြစ်ဖြစ်အစဉ်ပြေအစာသီးခံရမယ် စကားသိခံရမယ်။နေရာသိခံရမယ်။ပုံပုံသိခံရမယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ်အဲ့အစားတောင်ကြောင့်တတ္တဝါတွေအစားသိမခံနိုင်လို့ဒုက္ခရောက်တယ်။ကိုစားကျင်တာလေးမစားရလို့ကိုမစားကျင်တာလေးစားရလို့အဲ့တော့အစားအသောက်ဆိုတဲ့သဘောကလည်းပဲကိုရတာဩစားကျင်တဲ့စိတ်ရှိလို့ဒါလင်စားလိုက်ရတယ်။ဘလောက်ပဲကောင်းတဲ့အစားအသောက်ပဲဖြစ်ဘလောက်ပဲအရသာရှိတဲ့အစားအသောက်ပဲဖြစ်ပြိတဲ့ဘိုက်ပြည့်ဘာရတာမှမရှိဘူး။ စာနေတုံးအရသာရှိတာတော့ဘလိုပဲဖြစ်ဖြစ်ဘိုက်ပြင်းပြီးတာပဲဆိုတဲ့စိတ်ကလေးနဲ့ဒါလေးစားနိုင်အောင်ကြိုးစားအစာအတော့ကိုတိထန်နိုင်အောင်ကြိုးစားဘယ်နေရာမှာပဲဖြစ်ဖြစ်အဆင်ပြေတယ်တိခန်တာအစာအတော့လည်းတိခန်ဒုတိယတိခန်ဖို့ကအစာပြီးတော့စကားကလည်းတိခန်ရမယ်စကားလုံးတွေကိုလိုက်ခံစားလို့ပြဿနာတက်တာနေရာတိုင်းမှာအဆင်ပြေခြင်း ချိန်တိုင်းမှာအစဉ်ပြေခြင်းဘသူနဲ့ပဲအစဉ်ဖြစ်ဖြစ်အစဉ်ပြေခြင်းစကားသီးခံစကားလုံးနေသီးခံရမယ်တို့တွေအဲ့စကားလုံးနေလိုက်ခံလာတာအောက်ခက်ချမ်းချမ်းပြောလိုက်လို့ဆိုတဲ့အဲ့မကြားခြင်းနဲ့အပန်နေကြားလိုက်လို့ဖြစ်တဲ့ဒေါသကိုကြိုက်တဲ့တခြင်းလေးနားထောင်လိုက်ရလို့ဖြစ်ပေါ်လာတဲ့ခံစားချက်နောက်ဒါကြောင့်မို့စကားလုံးနေကိုသီးခံနိုင်ရင်ချမ်းသာတယ်အစာသီးခံပါ စကားသီးခံပါတတရားကနေရသီးခံပါနေရလည်းတော်ကြောက်เสียကောင်းတယ်ပြည်ဒီနေရမနေရလို့ဆိုတဲ့စိတ်ကလည်းပဲတတဝါတွေကိုအိတ်တော်မပြောဟိုအလုံးလုံးတည်းလူကြုံရံကြုံတဲ့နေရမှာအိတ်ရတာဒါပေမဲ့ကိုတချို့ကြောင့်နေရလေးပြောင်းသွားတာနဲ့အိတ်မပြောနေရအပေါ်မှာဖြစ်တဲ့ attachment ကတတော်ကိုပူလောင်ကိုဆိုတာကယာတူးနေရတယ်မရလို့ဆိုနေရတွေမှာတိုက်ခိုက်နေကြတာကိုဆို ဓာတုလေးတို့အောင်နေရာလေးရအောင်ဖားလိုက်ရတာလက်ထိုးရလိုက်ရတာဟိုတုန်းကဟိုတုန်းကဆိုအဲ့ဒီနေရာကြောင့်ပြဿနာတွေတက်တာဆိုဒီနေရာလေးဖယ်ပေးနိုင်တဲ့စွမ်းအားရှင်သိကောင်းပါပဲသတ္တဝါတွေကနေရာအပေါ်မှာဖြစ်တဲ့နေရာအပေါ်မှာตายရတဲ့ judgment အာဝါဒမစ္စရာသိကြောက်စရာကောင်းနေရာဖယ်ပေးရတာလဲတတ္တိပဲတတ္တိရှိမှနေရာဖယ်ပေးရတာ တတ္တိမရှိနေရာကိုတွေ့ထားလို့နေရာပြောက်မှာကြောက်လို့ဒုက္ခရောက်နေတဲ့ဘိန်းတို့နိုင်ငံလည်းတော်တော်ကြာခဲ့ပြီနော်။ရောက်လို့နေရာတိုင်းမှာအဆင်ပြေခြင်းနေရာလေးကိုလည်းသိခံရတယ်။လူတိုင်းနဲ့အဆင်ပြေရောက်တဲ့နေရာမှာသိခံနိုင်အောင်ကြိုးစားရတယ်။အဲ့ဒါလေးသိခံရင်အလုံးโอเคသွားတာပဲ။နော်။ဒါကြောင့်မို့အစာသိခံ၊စကားသိခံ၊နေရာသိခံ။နောက်ဆုံးသိခံရမယ့်အချက်ကအရေးကြီးတယ် နေရာတိုင်းမှာဘယ်သူနဲ့ဖြစ်ဖြစ်ဘယ်ချိန်ပဲဖြစ်ဖြစ်အစဉ်ပြေပုံကိုတိခတ်ရတယ်ပုံကိုဆိုတာလေသူနဲ့ကိုနဲ့တူမှမတူဘူးလူအမျိုးမျိုးဇယိုက်အထွေထွေကာရက်တာအမျိုးမျိုးနဲ့တွေ့ကြုံဖြတ်တန်းရမယ်လူတွေနဲ့တွေ့တဲ့အခါမှာလူအချင်းချင်းကိုယ်စိတ်တိုင်းမကြလို့ဒေါသဖြစ်ရင်ဘယ်တော့မှစိတ်တိုင်းကြမှာမဟုတ်တော့ကိုယ်သဘောတိုင်းမဖြစ်လို့သူ့အပေါ်မှာဒေါသတွေဖြစ်တယ်မကြည်မနှက်ဖြစ်ဘယ်တော့မှဖြစ်မှာမဟုတ်တော့ ဘာဖြစ်လို့လဲကိုတော်မှကိုစိတ်တိုင်းကြမှာမဖြစ်တာကိုတော်မှကိုအလိုတိုင်းမှာမဖြစ်တာဒါမှမဟုတ်ပုဂ္ဂိုလ်ဒီအပေါ်မှာလည်းပဲကိုချင်းကိုနဲ့သဘောမတူလို့ကိုနဲ့အဆင်မပြေလို့ဆိုပြီးတော့တောကတွေဖြစ်မနေပါနဲ့ဒေါသတွေဖြစ်မနေပါနဲ့သူတို့ကိုတိခိုင်နဲ့ကြိုးစားရအောင် ရမလို့တိခံဖို့ခက်ခဲတဲ့အရာတွေထဲမှာကိုကအစာတိခံနိုင်အောင်ကြိုးစားပါစကားတိခံနိုင်အောင်ကြိုးစားပါနေရာတိခံနိုင်အောင်ကြိုးစားပါဘယ်လိုပုံကူမျိုးဖြစ်ဖြစ်သူ့ရဲ့သဘောတဘာဝကိုသူ့ရဲ့ကာရက်တာလေးကိုသိအောင်တိခံနိုင်အောင်ကြိုးစားလဲစမ်းပါအဲ့ဒီအချက်၄ချက်တိခံနိုင်ပြီဆိုရင်နေရာတိုင်းမှာအဆင်ပြေပါတယ်ချိန်တိုင်းမှာအဆင်ပြေပါတယ်လူတိုင်းမှာအဆင်ပြေပါတယ်